အားလုံးပဲမင်္ဂလာပါခင်ဗျာနန်းနစီ channel မှာပြန်လည်ကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြပေးမှာတော့စိုင်းဆရာ motion amt ရဲ့ ferrari language အပိုင်း၈ဖြစ်ပါရခင်ဗျာဆက်လက်နားတော်တာဆင်ကြပါခင်ဗျာ ခန်းဆက်တဲ့တင်းရတမိုးကြီးဆုံးအသုံးဆောင်လောကကြီးမှာလူတွေဟာသူတို့ဖြစ်ချင်တဲ့အရာကိုသိပြီးအဲ့ဒီအရာကိုဘယ်လိုရယူရမလဲသိလာတဲ့အချိန်မှာအမြဲတမ်းလောက်ကြသွားပြီးဖြစ်နေတတ်တယ်။ဘာငငယ်ကသာသိခဲ့ရင်ကွာ အသက်သာပြန်ငယ်လို့ရရင်ကွာဆိုတဲ့စကားတွေနဲ့ပဲသူတို့ကိုသူတို့နှစ်သိမ့်ကြရတယ်အချိန်အကြောင်းကိုမင်းအစာပြုတ်နေတယ်ဆိုတော့သူတို့စင်ရမန်ရဲ့ပုံမြင်တွေကအချိန်မတ်နိုင်အကြောင်းမင်းပြောတော့မှာမဟုတ်လားမန်နေဂျာစုမုံနဝန္ဒမကြီးအချိန်မတ်နိုင်ကိုရယူဖို့ကြိုးစားရင် ချော်လဲသွားတာမင်းမှတ်မိတယ်မဟုတ်လားမှတ်မိတာပေါ့ ျွန်တော်မတ်မီကြောင့်ဂျူလီယန်ကိုဖြစ်ရင်သူတော်စင်ရမန်ရဲ့ပုံမြင်ဟာတကယ်တော့ပုံမြင်တဲ့ကပစ္စည်းတွေတင်ငိတာတွေကိုမှတ်မိအောင်တည်တွင်ထားတဲ့ပုံမြင်တစ်ခုမှန်းကျွန်တော်သဘောပေါက်လာပါတယ်ထူးထူးဆန်းဆန်းပုံမြင်ကြီးဖြစ်နေပေမဲ့ပုံမြင်တဲ့ကပစ္စည်းတွေကိုမှတ်မိနေတဲ့အတွက်ဒီပုံမြင်ကိုကျွန်တော်သဘောကျလာပါတယ်အဲ့ဒီအကြောင်းဂျူလီယန်ကိုပြောပြလိုက်မိပါတယ်ဂျူလီယန်ကလည်းသူတော်စင်ရမန်ရဲ့တင်ကြားမှုတွေဟာတခါတရံထူးထူးဆန်းဆန်းဖြစ်တယ်လို့ ထင်ရကြောင်းကျွန်တော်ကိုပြောပြလာပါတယ်ဟုတ်တယ်ကျွန်းသူတော်စင်ရာမန်ရဲ့တင် जा မှုတွေဟာအစာပိုင်းမှာထူးဆန်းတယ်လို့ထင်ရတယ်ငါကိုယ်တိုင်ပထမဆုံးအချိန်အဲ့ဒီပုံမြင်နားထောင်တော့ကတော်တော်လေးနားလေရခက်နေခဲ့တယ်ဒါပေမဲ့အဲ့ဒီပုံမြင်ထဲမှာပါတဲ့တင်ငိတခုနှစ်ခုလုံးဟာဘဝအတွက်အရေးကြီးတဲ့အရာတွေကိုတတိပေးနေတယ်ဥယင်တင်ငိတက အတွေ့ကောင်းတွေတွေးဖို့တတိပေးနေတယ် ပြီးပြတဲ့သင်္ကေတကတိကျတဲ့ဘဝရည်မှန်းချက်တွေ ရှိဖို့တတိပေးနေတယ်။စုမုံနမသမကြီးကတော့ကိုင်ဇန်နဲ့မိမိကိုယ်ကိုဥဆောင်နိုင်စွမ်းရှိဖို့တတိပေးနေတယ်။ဝါဂျိုးကတော့မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းနဲ့ကိုယ်ပိုင်စီကန်းရှိခြင်းရဲ့အကျိုးကျေးဇူးကိုတတိပေးနေတယ်။အဲ့ဒီပုံမြင်လေးအကြောင်းကိုငါမစင်စားမိတဲ့နေ့ဆိုတာမရှိသလောက်ပါပဲ။အခုဒီရွှေရောင်ချိန်မှန်နိုင်ကရော ဘာကိုကိုစားပြုတာလဲရွှေရောင်ချိန်မှန်နိုင်လေးကငါတို့အတွက်အရေးကြီးဆုံးအသုံးဆောင်တစ်ခုအကြောင်းကိုတတိပေးနေတာဖြစ်တယ်ငါတို့အတွက်အရေးကြီးဆုံးအသုံးဆောင်ကတော့ချိန်မဲဖြစ်တယ်ငါသူတော်စင်ကြီးစီကနေမထွက်ခါခင်ကျက်တက်တပတ်နှစ်ပတ်အလိုလောက်မှာသူတော်စင်ကြီးတွေကအမျိုးသမီးတူငါရဲ့တဲလေးစီကိုယောက်လာခဲ့တယ်သူ့ရဲ့နာမည်က TV ဓာတ်တဲ့ သူဟာသူတော်စင်တွေထဲမှာအသက်အငယ်ဆုံးလေးဖြစ်တယ်။သူဟာငါ့ကိုလက်ဆောင်တစ်ခု လာပေးခဲ့တယ်။လက်ဆောင်လေးဟာသူတော်စင်တွေအားလုံးကငါ့ကိုပေးတဲ့လက်ဆောင်တစ်ခုဖြစ်ကြောင်းလည်းရှင်းပြခဲ့တယ်။ဘာလက်ဆောင်လေးလဲ။တီဗီဒါကသူ့ရဲ့အိတ်ကလေးတွေကနေလက်ဆောင်လေးကို ထုတ်ပြီးငါ့ကိုပေးခဲ့တယ်။လက်ဆောင်လေးကိုငွေကြိုင်နေတဲ့စက်ကူတစ်မျိုးနဲ့ထုတ်ထားတာဖြစ်ပြီးငါဖြီကြည့်လိုက်တဲ့အချိန်မှာတော့ သဲနာကြီးအသေးစားလေးဖြစ်နေတာကို တွေ့ခဲ့ရတယ်။ဒီသဲနာကြီးလေးတွေဟာသူတော်စင်ကြီးတွေငယ်စဉ်ကတည်းကတယောက်တစ်ခုစီဘိုးဘွားတွေစီက လက်ဆင်ခံရရှိခဲ့တာဖြစ်ကြောင်းတီဗီဒါကရှင်းပြတယ်။သူတို့ဟာပိုင်ဆိုင်မှုတွေကိုမနစ်သက်ပဲရူးရှင်းတဲ့ဘဝတွေကိုနေထိုင်နေပေမဲ့အချိန်ကိုတော့လေးစားကြကြောင်းငါ့ကိုရှင်းပြခဲ့တယ်။အချိန်တွေဟာအမြဲတမ်းကုန်ဆုံးနေပြီးဒီနေ့ကျရင် သူတို့လည်းတည်ခြင်းတရားနဲ့ဆုံတွေ့ရမယ်ဆိုတာကို တဲ့နိုင်လေးတွေကအတိပေးနေခဲ့တယ်။အဲ့ဒီအတိကြောင့်ပဲသူတို့ဟာသူတို့ရဲ့နေကို တွေ့ပြီးအကျိုးရှိစွာ ဖြတ်တန်းလေရှိတယ်။ဟိမိုနာတော်နဲ့တဲ့ကသူတော်စင်ကြီးတွေကအချင်းကိုမှတ်ထားတာတော့အံ့ဩစရာပဲနော်။သူတို့အားလုံးဟာအချင်းရဲ့အရေးပါပုံကိုနားလေကြတယ်။အချင်းနေကုန်နေတာကိုသူတို့ဟာအမြဲသတိပြုမိကြတယ်။အချင်းဆိုတာဘယ်တော့မှပြန်မရနိုင်တဲ့အရာတစ်ခုဖြစ်တယ်။ အချိန်ရှိတုန်းငယ်ရွယ်တုန်းစတဲ့အချိန်တွေမှာ အချိန်အကျိုးရှိစွာအတုံးချတဲ့သူတွေဟာများသောအားဖြင့်စိတ်ချမ်းသာကိုကျမ်းမာပြီးပြည့်စုံတဲ့ဘဝကိုရကြတာများတယ်။တို့ကျမှာပဲနေနေအယူရောက်မှာပဲနေနေလူတိုင်းတနေ့မှာ24နာရီရကြတာတော့အတူတူပဲဖြစ်ကြတယ်။အောင်မြင်တဲ့ဘဝကိုတည်ဆောက်နိုင်တဲ့သူနဲ့မတည်ဆောက်နိုင်တဲ့သူကွာခြားတာကတော့အချိန်ကိုဘလို့အတုံးချလဲဆိုတဲ့အချက်ပဲဖြစ်တယ်။ ပါပြီပြောတာလေးတခုရှိတယ်အလုံးလုံးတဲ့ဇုံလူတွေကအမြင်နဲ့အချိန်ပိုရှိတတ်တယ်တဲ့အဲ့ဒါမှန်တယ်သူပြောချင်တာကအလုံးများပြီမဲ့အလုံးလုံးတဲ့သူတွေဟာသူတို့အချိန်ကိုအကျိုးရှိရှိအသုံးချတတ်တယ်အချိန်ကိုကောင်းကောင်းအသုံးချတတ်တဲ့သူဟာအချိန်နဲ့အလုံးလုံးနေဖို့မလိုဘူးသူတို့ကသူတို့အချိန်ကိုကောင်းကောင်းစီမံခန့်ခွဲတတ်တယ်အလုံးများတာမှန်တယ်ဒါပေမဲ့အဲ့ဒီလူကိုဘယ်လိုပြီးအောင်လုပ်ရမလဲသူတို့သိတယ် အလုတ်ကိုမြန်မြန်ပြီးအောင်လှုပ်တတ်တော့အလုတ်ပြီးရင်သူတို့လှုပ်ချင်တာလေးတွေလှုပ်လို့အချိန်ပိုတာပေါ့မိသားစုနဲ့ညသာစားခြင်းလဲစားလို့ရတယ်ရုပ်ရှင်သွားကြည့်ခြင်းလဲဆိုလဲသွားကြည့်လို့ရတယ်အချိန်ကိုအကျိုးရှိစွာအသုံးပြုတဲ့ခြင်းကမင်းနှစ်သက်တဲ့အရာတွေကိုလှုပ်ဖို့အချိန်ပိုရစေတယ်အချိန်ကိုထိန်းချုပ်တတ်ရင်ဘဝကိုလည်းထိန်းချုပ်တတ်လာလိမ့်မယ်အချိန်ဆိုတာဘယ်တော့မှပြန်မရမယ့်အရင်းမြစ်တစ်ခုဆိုတာတော့မမေ့စေနဲ့ဟာဥပမာတစ်ခုပြောပြမယ် ဒီနေ့ကတနင်္လာနေ့ဆိုပါစို့တနေ့လုံးကလည်းအလုပ်ကိစ္စချိန်ထတာတွေအစည်းအဝေးတွေနဲ့ပြည့်နေတယ်ဒီလိုနေမျိုးဆိုရင်မင်းမနေ့6နိုင်ခွဲလောက်ထားပြီးကော်ဖီအမြန်တော့ခါအလုပ်ကိုသွားမယ်အလုပ်ရောက်တော့ဖီးအားများတဲ့တနင်္လာနေ့ဒီနေ့ကိုကြုံမယ်ဘာပြောတာဟုတ်တယ်မို့လားအဲ့ဒီလိုမဟုတ်ဘဲတနင်္ဂနွေနေ့ညမှာအချိန်15မိနစ်လောက်ပြီးပြီး တနင်္လာနေ့မှာလုံးမဲ့ကိစ္စတွေကိုမင်းပြင်ဆင်မယ်ဆိုရင် တနင်္လာနေ့ဟာမင်းတို့အများကြီးစိတ်သက်သာရရမယ်နေ့တစ်နေ့ဖြစ်လာလိမ့်မယ်အဲ့ဒီတဲ့ဘို့အစဉ်ပြေခြင်း တနင်္ဂနွေနေ့မှာတနာရီလောက်အချိန်ပေးပြီးတပတ်တာလုံးမဲ့အရာတွေကိုကြိုပြင်ဆင်ကြည့်ပါလားစောက်တို့ထဲမှာမင်းလုံးမဲ့အရာတွေကိုချရည်ကြည့်ပါဘယ်အချိန်မှာမင်းရဲ့အမှုတွေတွေနဲ့တွေ့မယ်ဘယ်အချိန်မှာဖုံးတွေဖြစ်မယ်ဘယ်အချိန်မှာငါပြောပြခဲ့တဲ့လိကျင့်ခန်းတွေလုပ်မယ် ဘယ်အချိန်မှမိသားစုကိုအချိန်ပေးမယ်စသဖြင့်ခြာရည်ပါအဲ့ဒီလို တပတ်စာကြိုပြီးပြင်ဆင်ခြင်းကဟန်ချက်ညီတဲ့ဘဝတစ်ခုကို တိဆောက်နိုင်ဖို့အရန်အရေးပါတယ်အဲ့ဒီရက်သက်တပတ်ဟာမင်းတို့အလုပ်တွေလည်းပိုပြီးလိမ့်မယ်အတိပဲရှိပြီးတော့အချိန်ကိုအကျိုးရှိရှိအသုံးချခဲ့တဲ့ရက်သက်တပတ်လေးလည်းဖြစ်လာလိမ့်မယ်အလုံများတဲ့နေ့တွေမှာနေ့လယ်နေခင်ကကိုပန်းကြံတဲ့လမ်းထွက်လျှောက်ဖို့အကြံပေးမှာတော့မဟုတ်ပါဘူးเนาะ အဲ့ဒါလည်းအကြံပေးမလို့ပဲသူများမလုပ်တိုင်းမင်းလိုက်မလို့ရဘူးလို့ဘာလို့တွေးတာလဲကိုပိုင်ယူဆနဲ့ကိုပိုင်ဘွားကိုတိဆောက်ပါအလုတ်ကိုခါတိုင်းတဲ့စောစောစပြီးနေ့လည်နေခင်ခဏလောက်ပန်းညံနဲ့လမ်းလျှောက်လို့ရောမရဘူးလားအလုတ်ကိုခါတိုင်းတဲ့စောစောစပြီးနေ့လည်နေခင်ခဏလောက်ပန်းညံနဲ့လမ်းဆင်းလျှောက်လို့ရောမရဘူးလားဒီနေ့လိုက်အင်္ဂါတွေမှာအလုတ်ကိုနည်းနည်းပို့လုပ်ပြီး တောက်ကြကြရင်စောစောပြန်ပြီးကလေးတွေကိုအချိန်ပေးလို့ရောမရဘူးလားဒါမှမဟုတ်တပတ်မှ၂ရက်လောက်အင်းကနေအလုပ်လုပ်ခွင့်ရဖို့မင်းတတိကိုတောင်းဆိုကြည့်ရင်ရောမရဘူးလားအဲ့ဒီတော့၂ရက်လောက်အင်းကနေအလုပ်လုပ်ခွင့်ရရင်မိသားစုနဲ့လည်းပုံနှိစက်တာပေါ့ငါအဓိကပြောချင်တဲ့အချက်ကမင်းရဲ့တပတ်တာအချိန်စရားတွေဟာမင်းရဲ့လက်ထက်မှာပဲရှိတယ်မင်းတို့အကောင်းဆုံးဖြစ်အောင်မင်းကိုယ်တိုင်ပြုပြင်ပြောင်းလဲယူလို့ရတယ် မင်းဘဝမှာတကယ်ဦးစားပေးရမယ့်အရာတွေအတွက်အချိန်ပေးဖို့လိုတယ်။မင်းဘဝရဲ့အတိတ်ပဲရှိဆုံးအရာတွေကိုမြေချနေပြီးတော့အတိတ်ပဲတိတ်မရှိတဲ့အရာတွေကိုရယူဖို့မကြိုးစားမိစေနဲ့ကြောင့်။မင်းရဲ့အချိန်တွေကိုအကျိုးရှိစွာအသုံးချဖို့ဆိုရင်ကြိုတင်ပြင်ဆင်ခြင်းဟာအရင်ကြီးကြီးတယ်။မင်းရဲ့မှုတွေနဲ့ချိန်ထားတဲ့အချိန်တွေကိုရေးမှတ်ဖို့အရေးကြီးတယ်လို့မိသားစုအတွက်အချိန်ပေးဖို့ရေးမှတ်ခြင်းဟာလည်းအရေးကြီးတယ်။ စာဖတ်ဖို့အနားယူဖို့မင်းရဲ့ဇနီးကိုခြေချောင်းပြောဖို့မင်းရဲ့ကလေးတွေကိုပုံမြင်ပြောပြဖို့ကစားကွင်းပို့ပေးဖို့အဲ့ဒါတွေအားလုံးဟာအရေးကြီးတယ်အဲ့ဒီအရာတွေအားလုံးကိုတပတ်တာလုံးမဲ့စီးရင်ထဲမှာတရားကြိုတင်စီစဉ်ချရေးထားခြင်းဖြင့်မင်းအလုပ်တွေပိုပြီးလိမ့်မယ်အလုပ်ချင်းပြမမှာအနားယူတာမိသားစုကိုအချိန်ပေးတာဟာအချိန်ဖြုံးတာမဟုတ်ဘူးကျော်အဲ့ဒီလိုလုပ်ချင်းကမင်းရဲ့စိတ်ကိုကြည်လင်စေပြီးအလုပ်လုပ်တဲ့အခါမှာလည်း အလုတ်ပိုပြီးစီတယ်။မင်းရဲ့နေ့စဉ်ဘဝမှာလုတ်တဲ့အရာတွေအားလုံးဟာဆက်ဆက်နေတယ်။မင်းအိမ်မှာပြုမှုတဲ့ပုံစံတွေဟာမင်းအလုတ်မှာပြုမှုမဲ့ပုံစံတွေအပေါ်တည်ရောက်မှုရှိတယ်။မင်းအလုတ်မှာလူတွေအပေါ်ဆက်ဆံမှုဟာမင်းအိမ်မှာမိသားစုကိုဆက်ဆံဖို့အပေါ်တည်ရောက်မှုရှိတယ်။မင်းပြောတာကိုငါသဘောတူပါတယ်ဂျူလီယန်။ဒါပေမဲ့ငါမှာနေ့လည်ပဲအနားယူဖို့ပန်းညံတဲ့လမ်းလျှောက်ဖို့အတွက်တကယ့်ကိုအချိန်မရှိတာပါ။ အမှအမြင်နဲ့အလုပ်တွေပြည်နေတတ်တယ်။အလုပ်များတဲ့ဆိုတာစင်ကြီးကောင်းတစ်ခုမဟုတ်ဘူးကျွန်။တကယ်မေကွန်းကမင်းပါတယ်အလုပ်ရှုပ်နေလဲဆိုတဲ့မေကွန်းဖြစ်တယ်။သူတော်စင်ကြီးတွေစီကနေငါတင်ယူခဲ့ရတဲ့အတီတရားတစ်ခုရှိတယ်။အဲ့ဒါကတော့ပါလဲဆိုတော့ဘဝတလျှောက်မင်းပိုင်ဆိုင်ထားတဲ့အောင်မြင် ဖြစ်ထွန်းမှု80ရာခိုင်နှုန်းကမင်းအချိန်တွေကိုကုန်ဆုံးစေခဲ့တဲ့မင်းရဲ့လုပ်ရဲ့20ရာခိုင်နှုန်းကလာတယ်တဲ့ ငါသိနားမလဲဘူးကောင်းပြီမင်းရဲ့အလုံးများတဲ့တနင်္လာနေ့နဲ့ပဲဥပမာပြရအောင်မနေ့ပိုင်းကနေညအချိန်အထိမင်းလုပ်တဲ့အရာတွေအများကြီးရှိမယ် မှုတယ်နဲ့ဖုံးပြောမယ်တခါတလေလို့ဖို့ကိုင်းမဲ့တွေနဲ့စကားပြောရင်အချိန်ဖြုံးမယ်ညဘက်ရောက်တော့ကလေးတွေကိုပုံမြင်ပြောပြမယ်ဂျင်နီနဲ့တီဗီအတူတူကြည့်မယ်စသဖြင့်ပေါ့တနင်္လာနေ့မှာမင်းလုတ်ခဲ့တဲ့လုတ်ရပောင်းတရားရှိတယ်ပဲဆိုပါစို့ဒါပေမဲ့အဲ့ဒီလုတ်ရပောင်းတရားတွေက20ရာခိုင်နှုန်းကပဲမင်းဘဝတဲ့ရေရှိခံနဲ့ပျော်ရွှင်မှုမျိုးရေရှိခံနဲ့အကျိုးရလဒ်မျိုးကိုဖြစ်ပေါ်စေတတ်တယ်အဲ့ဒီ20ရာခိုင်နှုန်းကို ဘဝအတွက်အရေးကြီးတဲ့လုပ်ရမများလို့ခေါ်တယ်။ဥပမာနောက်ဆယ်နှစ်နေတဲ့အခါမှာမင်းအလုံးမှာလုပ်ဖို့ကင်ဘက်တွေနဲ့စကားပြောရင်အချိန်ဖြုန်းခဲ့တဲ့လုပ်ရဟာအရေးပါအောင်မထင်လား။အရေးပါတော့မှာမဟုတ်ဘူး။မန်နေဂျာဒါပေမဲ့မင်းလုပ်တဲ့လုပ်ရတွေထဲမှာနောက်ဆယ်နှစ်အကြာမှာပြန်လဲအကျိုးပြုမဲ့လုပ်ရတွေလည်းရှိနေလိမ့်မယ်။ဥပဒေနဲ့ပတ်သက်တဲ့စာအုပ်တွေဖတ်တဲ့အချိန်၊ငါရဲ့အမှုတွေနဲ့ဆက်ဆံရေးတိုးတက်အောင်ကြိုးစားတဲ့အချိန် ပူတော်တဲ့ရှင်းနေတယောက်ဖြစ်အောင်ငါအားထုတ်တဲ့အချိန်စတာတွေကို ပြောတာမဟုတ်လားမနေဒါပေမဲ့အဲ့ဒါပဲမဟုတ်သေးဘူးဂျင်းနီနဲ့ကလေးတွေအတွက်ပေးတဲ့အချိန်မင်းရဲ့စိတ်ကို တိုးတက်အောင်လေ့ကျင့်တဲ့အချိန်မင်းရဲ့ကျန်းမာရေးကောင်းအောင်လေ့ကျင့်ခန်းလုပ်တဲ့အချိန်စတာတွေလည်းအရေးပါတယ်အဲ့ဒီလိုလုပ်ခဲ့မိတာတွေအတွက်တစ်ချိန်ကျရင်မင်းကိုမင်းအားရနေလိမ့်မယ်ပြောရွှင်ကြမှာတဲ့သူတွေကဘဝမှာဘယ်ဟာကိုဦးစားပေးတင်တယ်လဲလို့သိကြတယ် ငါဘွားမှာငါမခဲ့တဲ့အရာတွေရှိပြီးတော့အဲ့ဒီအမတွေကိုမင်းထက်မလုံမိဘူးငါမျောလင့်မိတယ်ကျွန်းတချို့လူတွေကတခြားသူတွေလုံမိတဲ့အမတွေကနေသင်ငန်းစာယူရကြတယ်တချို့လူတွေကြတော့ကိုယ်တိုင်ကြုံမှုမှာပဲသင်ငန်းစာယူရကြတယ်အဲ့ဒီလိုလူမျိုးတွေကသူတို့ဘဝတစ်လျှောက်မလိုအပ်တဲ့နာကျင်မှုတွေကိုခံစားရကြတယ်တခြားသူရဲ့အမစီကမတင်ယူခဲ့သောသူတို့ကို တခြားသူရဲ့အမားစီကမတင်ယူခဲ့တော့သူတို့ကိုယ်တိုင်အမားတွေအများကြီးကျွလွန်ပြီးမှတင်ငန်းစာရကြတယ်။ကျွန်တော်အချင်းစီမံခန့်ခွဲနီးဟောပြောပွဲတွေတက်ဖူးပါတယ်။ဒါပေမဲ့ဂျူလီယန်ပြောပြတဲ့အရာတွေတော့တစ်ခါမှမကြားဘူးခဲ့ပါဘူး။သူပြောတဲ့အရာတွေကြောင့်ကျွန်တော်ရဲ့ဘဝပိုပြီးဟန်ချက်ညီလာနိုင်တယ်လို့ကျွန်တော်ခံစားမိနေပါတယ်။ကျွန်တော်တပတ်တာလောက်ရမယ်အလုပ်တွေကို တနင်္ဂနွေနေ့မှာကြိုတင်ပြင်ဆင်ပြီးချမှတ်ထားဖို့တခါမှမစဉ်းစားခဲ့ဘူးပါဘူး။နောက်ဆိုရင်အဲ့ဒီနီလန်လေးတုံးမယ်လို့စဉ်းစားရင်ဂျူလီယန်ပြောတာကိုစက်နားထောင်နေမိပါတယ်။ ဘဝမှာကိုလိုချင်တဲ့ဦးစားပေးအရာတွေကိုအာယုံလွှဲယူတတ်ရတယ်ကျွန်။အဲ့ဒီလိုလုပ်တတ်လိုက်ရင်မင်းဘဝမှာမင်းဖြစ်ချင်တာတွေစတင်ဖြစ်ပေါ်လာလိမ့်မယ်။မင်းအိမ်မက်တွေစီသွားတဲ့တကားတွေစတင်ပွင့်လာလိမ့်မယ်။ငါနောက်ထပ်တစ်ခုသတိပေးရအောင်မယ်။မင်းရဲ့အချိန်ကိုသူများတွေခိုးယူတာဘယ်တော့မှမခံနဲ့ကျွန်။အချိန်ခိုးယူသူတွေကိုသတိထားပါ။အချိန်တစ်ခုဆိုတာဘယ်လိုမျိုးလဲဂျူလီယံ။ မင်းကလေးတွေကိုချော့သိမ့်ပြီးနောက်စာဖတ်ဖို့ကလေးတိုင်းပေါ်မှာထိုင်ုံရှိသေးတယ်ဖုံးဝင်လာတာမျိုးကြုံဘူးလားအလုံးမှာပင်မန်းလို့နေလေခဏနားမယ်ကျန်တော့အကူအညီလာတောင်းတာမျိုးကြုံဘူးလားအကူအညီတောင်းတယ်ဆိုတာတာမန်အကူအညီတောင်းတာကိုပြောတာမဟုတ်ဘူးနော်သူတို့တောင်းဝင်ကိုသူတို့မလုပ်ဘဲတခြားသူကိုအကူအညီလိုက်တောင်းတတ်တဲ့သူမျိုးကိုပြောတာဒါမျိုးတွေမင်းကြုံဘူးလားကြုံဘူးတာပေါ့ဒါပေမဲ့ငါကညင်းမှုအာနာနေတော့ လိုက်လုပ်ပေးလိုက်တာများတယ်ချိန်နဲ့ပတ်သက်ရင်အာမနာတက်ဖို့လိုတယ်ကျွန်း노ဆိုတဲ့စကားကိုပြောတတ်အောင်လေ့ကျင့်ထားဖို့လိုတယ်ဘဝမှာအရေးမပါတဲ့အရာတွေကို노လို့ပြောရခြင်းဟာဘဝမှာအရေးပါတဲ့အရာတွေကို yes လို့ပြောပြအောင်ကူညီပေးတယ်ဖုန်းနဲ့မြည်တမ်းခိုင်းစရာမလိုဘူးမင်းကမင်းအချိန်ကိုလေးစားရင်သူများတွေကလည်းမင်းအချိန်ကိုလေးစားလာနိုင်မယ်မင်းရဲ့အချိန်ဟာတမိုးရှိတယ်ဆိုတာ သူတို့နားလည်လာလိမ့်မယ်ပြီးတော့မင်းရဲ့အချိန်ကိုလည်းသူတို့တန်ဖိုးထားလာလိမ့်မယ်ငါအဲ့ဒါကိုမှတ်ထားပါမယ်ဂျူလီယန်မင်းကိုနောက်တစ်ခုမေးစရာရှိသေးတယ်အလုပ်လုပ်တဲ့အခါနှောင်းနှေးကြံ့ကြာတာကိုရောငါဘယ်လိုဖြေရှင်းလို့ရမလဲမကြာခဏဆိုသလိုငါမလုပ်ချင်တဲ့အရာတွေကိုမလုပ်ပဲပြစ်ထားလိမ့်ရှိတယ်ကြာတော့အဲ့ဒါတွေကပုံလာပြီးစိတ်ပြီးစီးလာရော့ကြာတော့အဲ့ဒါတွေကပုံလာပြီးစိတ်ဖြီးစီးလာရော့ ငါအဲ့ဒါကိုဘယ်လိုဖြေရှင်းရမလဲကိုကြိုက်နေတဲ့တဲ့အရာကိုပဲလှုပ်ချင်ပြီးမကြိုက်တဲ့အရာတွေကိုရှောင်ရင်တာလူတဘာဝပါပဲဒါပေမဲ့အစိုးပိုင်းမှာငါပြောခဲ့တယ်လို့ပဲအလုတ်တွင်အောင်လှုပ်တတ်တဲ့သူတွေဟာနီနီကွေ့ကွေ့အလုတ်လှုပ်တဲ့သူတွေမကြိုက်တဲ့အရာတွေကိုလှုပ်တတ်ကြတယ်သူတို့ကိုယ်တိုင်မကြိုက်နေတဲ့တဲ့အရာတွေကိုလည်းလှုပ်နိုင်အောင်သူတို့စိတ်ကိုလေ့ကျင့်ထားကြတယ်ဘဝမှာတစ်ခါတလေမကြိုက်ပဲလှုပ်ရတာတွေအများကြီးရှိတယ်ကျော် အဲ့ဒီတော့မကြိုက်မနစ်သက်တာတွေကိုလည်းလုံနိုင်အောင်လေ့ကျင့်ထားဖို့လိုတယ်။မင်းကငါနဲ့ဆိုအမြဲယူသားပြီးမှန်တာကိုပဲပြောတတ်တဲ့အတွက်မင်းကိုလည်းငါကပြန်ပြီးရင်ဖွင့်စရာရှိတယ်ဂျူလီယံ။ပျော်ရှင်တဲ့ဘဝတစ်ခုရဖို့အတွက်ငါအခုလုံနေတဲ့အလုပ်ငါရဲ့ကားငါရဲ့အိမ်ကိုလည်းငါမစွန့်လွတ်ခြင်းဘူး။ဒီအရာတွေကငါစူးစမ်းမှုတွေရဲ့ရလဒ်တွေဖြစ်တယ်။ ငါရဲ့ပထမဆုံးအကြိမ်စတွေ့ကလေးကမကြိုးစားခဲ့တာအခုငါရထားတဲ့ရုပ်ဝတ္ထုပစ္စည်းတွေဟာငါကြိုးစားမှုရဲ့ဆုလက်တွေပဲဖြစ်တယ်ဒါပေမဲ့ငါဘဝဟာအနှစ်သာရမဲ့နေတယ်လို့ခံစားမိတယ်ငါဘဝမှာငါဒီထက်အများကြီးပိုလုံနိုင်တယ်လို့ခံစားမိတယ်ငါအခုအသက်40ကျော်နေပြီငါ event မျိုးစင်းလည်းမရောက်ဘူးသေးဘူး Grand Canyon လည်း မရောက်ဘူးသေးဘူးနွေရဒီမှာကနူးလေးလေးလော်ပြီးအနားယူတာလည်းမလုပ်ဖြစ်သေးဘူးပဝင်းရှင်ကလှပတဲ့အရာတွေကိုလည်းငါမှခံစားဖို့အချိန်မရှိခဲ့ဘူးရှူဖနတ်နဲ့ခြေအိတ်ချွတ်ရတဲ့အချိန်ဟာငါအတွက်ရှားပါလွန်းနေခြေတော့ပြောင်းနေပညာနဲ့မှလမ်းလျှောက်ပြီးကလေးတွေရဲ့ရေမောတန်လေးတွေနားထောင်မှုလည်းငါမှအချိန်မရှိခဲ့ဘူးပြုတ်ဝှထုပစ္စည်းတွေပိုင်ဆိုင်ပေမဲ့ စိတ်ထဲမှာပြည့်စုံတယ်လို့မခံစားရဘူး။ငါဘလို့လုပ်တယ်လဲ။မင်းဘဝကိုရိုးရှင်းအောင်လုပ်ဖို့လိုတယ်။မင်းဘဝကိုရိုးရိုးရှင်းရှင်းနေထိုင်ရင်မင်းတို့အချင်းတွေအများကြီးပိုထွက်လာပြီးမင်းလုပ်ချင်တာတွေလုပ်ခွင့်ရလာလိမ့်မယ်။ဘဝဆိုတာနေထိုင်မှုဖြတ်သန်းမှုတည်ရှိနေတာ။ဒါပေမဲ့ငါတို့ကဘဝကိုအတိတ်ပဲရှိရှိနေထိုင်ပြီးပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမှုအမြဲမိနေကြတယ်။လူများစုက ိန်တော်ဖေးကပန်းညံလေးရဲ့အလှပကိုတံမိုးထားဖို့ထက်မိမိစိတ်ကူးတွေကပန်းညံကြီးရဲ့အလှပကိုပိုမမောနေကြတယ်။အဲ့ဒီလိုမဖြစ်ဖို့ဘာလုပ်ရမလဲ။အဲ့ဒါကတော့မိမသာစဉ်းစားဖို့ထားလိုက်မယ်။မင်းကိုသူတော်စင်ကြီးတွေရဲ့နီလိုက်များစွာငါပြုတ်ပြခဲ့ပြီးပြီ။မင်းသာအဲ့ဒီနီလိုက်တွေကိုအသုံးချမယ်ဆိုရင်တေချာပေါ့မင်းဘဝပြောင်းလဲလာလိမ့်မယ်။ငါရဲ့ဘဝပိုပြီးတည်ငြိမ်အောင်လုပ်တဲ့အရာလေးတခုတော့ရှိတယ်။ အဲ့ဒါကငါနေခင်းမဲ့မှာတရည်တမော အိတ်တာပဲခဏပဲအိတ်တာဖြစ်ပေမဲ့အဲ့ဒီလိုအိတ်တာဟာငါ့ကို အင်အားတွေပြန်လဲပြေးသွားစေတယ်နောက်တစ်ခုကမြန်မြန်ရေမောဖို့ပဲရေမောခြင်းဟာတခြင်းနှထောင်းသလိုပဲမင်းရဲ့ဘဝအမောတွေကိုပြေပျောက်စေတယ်သူတော်စင်ရာမန်ပြောသလိုပြောရရင် ရေမောခြင်းဟာနှလုံးသားကို ပွင့်စေပြီးစိတ်ဝိညာဉ်ကိုအေးမြစေတယ်ရေမောဖို့မေးရလောက်အောင်ဘဝကိုအလေးအနက်မထားသင့်ဘူးတဲ့ ဘဝကိုအလေးနဲ့ထားလို့ရပါတယ်။ဒါပေမဲ့အလေးနဲ့ထားလုံးပြီးရေမောဖို့မေ့သွားတဲ့အထီးတော့မဖြစ်တင်ဘူး။တောင်ဆုံးပေးခြင်းတဲ့အကြံကတော့မင်းအသက်ရှင်ဖို့နှစ်900လောက်ကြံနေသေးတယ်လို့တွေးနေတာကိုဖြောက်လိုက်တော့ကျော် တာငါ့ကိုတဲနိုင်လေးလာပြီးတော့ပြောခဲ့တဲ့စကားတစ်ခွန်းရှိတယ်။သူပြောတာကတစ်ပင်တပင်ကိုစိုက်ပျိုးဖို့အကောင်းဆုံးအချိန်ကလွန်ခဲ့တဲ့နှစ်40ကဆိုရင်ဒုတိယအကောင်းဆုံးအချိန်ကလက်ရှိအချိန်ပဲဖြစ်တယ်တဲ့။မင်းဘွားရဲ့အချိန်တမိနစ်ကိုတော့မဖြုံးပါနဲ့။တေဂန်နီးစိတ်ထားမျိုးကိုမွေးပါ။ဘလို့ဘလို့တေဂန်နီးစိတ်ထားဟုတ်လား။ဘာလို့ဆိုလိုတာလဲ။လူတိုင်းဟာအချိန်မီးတည်နိုင်တယ် ဒီနေ့ကမင်းအတွက်နောက်ဆုံးနေ့ဖြစ်နိုင်တယ်လို့ငါအတွက်လည်းနောက်ဆုံးနေ့ဖြစ်သွားနိုင်တယ်။နည်းနည်းတော့အနှိတ်ထားရုံဆန်တယ်လို့ပဲနော်။တရားမာကြီးတွေးမိလာတယ်လို့ပဲ။တကယ်တော့တေခြင်းဆိုတာလူတိုင်းရှောင်မရတဲ့အရာပါ။အကယ်၍တေဂာနိစိတ်ထားမွေးလာနိုင်ရင်မင်းရဲ့နေ့ရက်တိုင်းကိုမင်းဘဝရဲ့နောက်ဆုံးနေ့လို့နေထိုင်တတ်လာလိမ့်မယ်။မနေ့တိုင်း ီနေ့တန်ငါရဲ့နောက်ဆုံးနေ့ဖြစ်မယ်ဆိုရင်ငါဘာလုပ်မလဲဆိုတဲ့မိကုံကိုမေးကြည့်ပါဒီနေ့သာမင်းရဲ့နောက်ဆုံးနေ့ဖြစ်မယ်ဆိုရင်မင်းမိသားစုကိုမင်းဘယ်လိုဆက်ဆံမလဲမင်းလောဘကိမဲ့တွေကိုဘယ်လိုဆက်ဆံမလဲတွေးကြည့်ပါဒီနေ့သာအသက်ရှင်ဖို့နောက်ဆုံးနေ့ဖြစ်ရင်ဆိုတဲ့မိကုံမှာမင်းမသိတဲ့စွမ်းအားတွေရှိနေတယ်အဲ့ဒီမိကုံကြောင့်မင်းဘဝရဲ့နေ့အတိုင်းမှာအတိတ်ပဲရှိတဲ့လောက်ရတွေကိုပိုးပြီးလှုပ်လာလိမ့်မယ် အရေးမပါတဲ့အရာတွေကိုမင်းစွန့်လွတ်လာနိုင်လိမ့်မယ်။တည်ခြင်းတရားတွေလည်းအစင်းသိဖြစ်နေလိမ့်မယ်။အလုပ်တွေပူပြီးမယ်။မင်းရဲ့စိတ်ကွင်းရဲ့အိမ်မက်တွေအပေါ်အချိန်ပိုပေးပြလာလိမ့်မယ်။စိတ်ချမ်းသာကိုကျမ်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်မှုမင်းလုံးနိုင်နေဆိုတာသိလျက်နဲ့မင်းမနစ်သက်တဲ့ဘဝကိုပဲ လက်ခံနေတော့မှာလား။မင်းမှာလုံးနိုင်စမ်းနေရှိနေတယ်။မင်းလုံးကြည့်ဖို့ပဲလိုတာပါ။တကယ့်ကိုအတက်မိတယ်ကွာ။ ောက်တစ်ခုအကြံပေးစရာရှိသေးတယ်။မင်းဤမန်ထားတဲ့အရာတစ်ခုကြာရှုံးမယ်လို့ဘယ်တော့မှမတွေးနဲ့။တေချာပေါ့အောင်မြင်မယ်လို့တွေးပြီးအလုပ်လုပ်ပါ။မင်းဤမန်ထားတာကိုမရနိုင်ဘူးလို့ပြောနေတဲ့အတွေးတွေအလုံးကိုရှင်းထုတ်ပါ။စိတ်ပိုင်းဆိုင်ရာယိမ်းမန်းချက်ပဲဖြစ်ဖြစ်၊ရုပ်ပိုင်းဆိုင်ရာယိမ်းမန်းချက်ပဲဖြစ်ဖြစ်ကြာရှုံးမယ်လို့လုံးဝမတွေးမိပါနဲ့။မင်းဘွားရဲ့ဘိသူကပညာရှင်ဟာမင်းကိုယ်တိုင်ပဲဖြစ်တယ်။ဂျူလီယန်ပြောတာတွေနားထောင်ရင် မိုးလဲဆင်ဆင်လင်းခဲ့ပါပြီဂျူလီယာတညာလုံးသူ့ရဲ့အဖိုးတန်ဘုဒ္ဓတာတွေကိုကျွန်တော်ကို ရှင်းပြခဲ့တာဖြစ်တဲ့အတွက်ပင်မန်းစာ ပြုနေတာကိုကျွန်တော်သတိပြုမိလိုက်ပါတယ်။မတော်သူရိုစင်ရာမန်ရဲ့ပုံမြင်အဆုံးတန်တာကိုရောက်လာပြီနော်။ငါမင်းအိမ်ကနေထွက်သွားတဲ့အချိန်လည်းနီးလာပြီ။ငါလှုပ်ရှားတွေအများကြီးရှိသေးတယ်။တွေ့ရမယ့်လူတွေလည်းရှိသေးတယ်။မင်းရဲ့လုံးဖို့အကင်မဲ့ဟောင်းတွေကိုရောမင်း ပြန်ရောက်တာပြောပြမှာလားမပြောပြပြီလောက်တော့ပါဘူးငါကသူတို့တည်တဲ့ဂျူလီယန်မန်တဲမှာမဟုတ်တော့တာသူတို့နဲ့ဒီတော့ငါတွေးတဲ့အတွေ့အကြုံငါမတွေးတော့ဘူးသူတို့နဲ့ဒီတော့ငါဝတ်တဲ့အဝတ်အစားတွေလည်းငါမဝတ်တော့ဘူးသူတို့နဲ့ဒီတော့ငါလှုပ်တဲ့အရာတွေလည်းငါမလှုပ်တော့ဘူးငါကလုံးဝကိုပြောင်းလဲသွားတဲ့လူတစ်ယောက်ဖြစ်သွားပြီသူတို့ငါကိုမတ်မိမှလည်းမဟုတ်ဘူးမင်းကတကယ်ကိုစိတ်တည်လူတည်နဲ့ဖြစ်နေတာပါ အစ်စ်တပံမွေးဖွားလာတာဆိုရင်ပူတောင်မှန်မလားပဲငါကငါတကယ်တိခဲ့ပြီငါကဒီကဘာလောကကြီးထဲမှာနေထိုင်တာမဟုတ်တော့ဘူးဒီကဘာလောကကြီးကငါအแทမှာတရှိနေတာအဲ့ဒီတခုတော့အယမ်းမြင်သွားပြီငါတော်တော်လေးစဉ်းစားရလိမ့်မယ်ရပါတယ်ငါနားလဲပါတယ်ငါပါပြောတာလေဆိုတာတနေ့မင်းသဘောပေါက်လိမ့်မယ်မင်းကငါပြောတဲ့အရာတွေအလေးအကျင့်တွေကိုလိုက်ပြီးလှုပ်ဆောင်မယ်ဆိုရင်ပေါ့ မင်းကိုမင်းပူပြီးတည်လာလိမ့်မယ်မင်းဘွားရဲ့အမြင့်ဆုံးဤမှန်းချက်ဘာလဲဆိုတာကွက်ကွက်ကွင်းကွင်းမြင်လာလိမ့်မယ်ဘွားရဲ့အမြင့်ဆုံးဤမှန်းချက်ဆိုတာဘာကိုပြောတာလဲအများကိုကူညီဖေးမှာဖို့ပေါ့မင်းရဲ့အိမ်ကြီးဘလောက်ပဲလှပါစေမင်းရဲ့ကားဘလောက်ပဲစီးကြည့်ပါစေဒီကဏ္ဍကြရင်အရေးကြီးတာမင်းရဲ့အသိစိတ်ပဲမင်းဘာတွေလုပ်ခဲ့လဲမင်းဘယ်သူတွေကိုကူညီခဲ့လဲ မင်းကောင်းတာတွေမလုပ်ခဲ့လဲစတာတွေကခေါင်းထဲမှာပေါ်လာလိမ့်မယ်။ဒါကြောင့်ဖြစ်နေရင်ကိုကျိုးမကြည့်ပဲအများကိုတတ်နိုင်တယ်လို့ကူညီပါ။ငါရဲ့အမြင့်ဆုံးရည်မှန်းချက်ကလည်းလူအများကိုတတ်နိုင်တယ်လို့ကူညီဖို့ဖြစ်ပြီးအခုငါတိထားတဲ့အသည့်တွေကိုသူတို့အားလုံးသိအောင်ဝေမျှဖို့ဖြစ်တယ်။ န်းဆက်တဲ့အနစ်ချုပ်ပုံမြင်တဲ့ကတင်ကြတာကတော့ချိန်မှန်နိုင်ကျင့်စဉ်ကအချိန်ကိုလေးစားပါ မသားဝေယံများအနေနဲ့ကတော့အချိန်ဆိုတာတင့်ရဲ့အဖို့တန်ဆုံးအတုံးဆောင်ဖြစ်ပြီးတော့ကုံဆုံးသွားရင်ဘယ်တော့မှပြန်လဲရယူလို့မရပါဘူးဘဝမှာရည်ကြီးတဲ့အရာတွေကိုဦးစားပေးပါဘဝကိုရိုးရှင်းစွာနေထိုင်ပါဘဝရဲ့အောင်မြင်ဖြစ်ထွန်းမှု80ရာခိုင်နှုန်းက တင်ချင်းကိုကုံစီခဲ့တဲ့တင့်ရဲ့လောက်ရဲ့20ရာခိုင်နှုန်းကနေဖြစ်ပေါ်လာတာဖြစ်ပါတယ်။အဆိုပါ20ရာခိုင်နှုန်းသောလောက်ရဲ့များကိုဘဝအတွက်အရေးကြီးတဲ့လောက်ရဲ့များလို့ခေါ်ပါတယ်။လေ့ကျင့်ရဲ့ကျင့်စဉ်ကတော့နှုန်းဆိုတဲ့စကားလုံးကိုလိုအပ်တဲ့အချိန်မှာပြောရပါစေ။ဒီနေ့ဒါငါရဲ့နောက်ဆုံးနေ့ဖြစ်ရင်ငါဒီနေ့မလုပ်မလဲဆိုတဲ့အတွေ့အမြင်တွေပါ။ အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရေစာဖက်ပြည့်တယ်လဲ no ဆိုတဲ့စကားလုံးလေးကိုပြောတတ်ပါစေလို့ကျွန်တော်တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ